ာပါတစ္ဆာရွှေစီစီရတော်ဤတရားတော်များစတင်နိုင်ယူကြရတော်မှာဖြစ်ပါတယ်အနေငယ်များသောချမ်းသာဒုက္ခကိုရှင်းလွတ်ခြင်းကြောင့်အလွန်များပြားတဲ့ချမ်းသာဒုက္ခကိုရမယ်ဆိုတာကိုကောင်းကောင်းသိမြင်နေတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအနေငယ်များသောချမ်းသာဒုက္ခကိုရဲရဲဝံ့ဝံ့ရှင်းလွတ်ရမယ်တဲ့ဒီနေရာမှာမတ္တာဒုက္ခဝိပုလဒုက္ခချမ်းသာဒုက္ခကိုဟောဟာရလေးနှလုံးနဲ့မြတ်စွာဘုရားပိုင်ချမ်းပြတယ် မတ္တာဒုက္ခဆိုတာတိုင်းတာလို့ရတဲ့ချမ်းသာဝိပုလဒုက္ခဆိုတာကတိုင်းတာလို့မရတဲ့ကြီးကျယ်တဲ့ချမ်းသာတိုင်းတာလို့ရတဲ့ချမ်းသာဆိုတာကလူရင်းပြောရင်ကာမဒုက္ခကိုပြောတာမြင်ရလို့ဖြစ်တဲ့ချမ်းသာကြားရလို့ဖြစ်တဲ့ချမ်းသာအနံ့ရလို့စားရတော်ရလို့တွေ့ရထိရလို့ဖြစ်တဲ့ချမ်းသာအဲ့ဒီအာယုန်တွေကိုလဲလှယ်လို့ရတဲ့ငွေကြီးဥစ္စာနဲ့ပြည့်စုံလို့ဖြစ်တဲ့ချမ်းသာ ဲ့ဒါလိုအစရှိတဲ့လောကီဒုက္ခချမ်းသာမျိုးကို မတ္တာဒုက္ခတိုင်းတာလို့ရတဲ့ချမ်းသာတနည်းအားဖြင့်အနည်းငယ်မြသောချမ်းသာပေါ့နော်အဲ့ဒီအနည်းငယ်မြသောချမ်းသာကိုဆွန့်လိုက်လို့ဝိပုလဒုက္ခလို့ဆိုတဲ့ကြီးကျယ်များမြတ်တဲ့ချမ်းသာကိုရမယ်ဆိုတာကိုမြတ်အကယ်၍မြင်မယ်ဆိုလို့ရှိရင်အဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအနည်းငယ်မြသောချမ်းသာကိုဆွန့်ရမယ်တဲ့အဲ့တော့ဝိပုလဒုက္ခကြီးကျယ်များမြတ်တဲ့ချမ်းသာဆိုတာဘာပြောတာတော့ဆိုရင် လိုရင်းပြောရရင်တော့နိဗ္ဗာန်ချမ်းသာကိုပြောတာဟုတ်လားတဆင်းလျှော့ပြီးတော့ပြောရမယ်ဆိုရင်တော့နိဗ္ဗာန်ချမ်းသာကို ရရရကြောင်း ကုသိုလ်ကောင်းမှုတွေကိုပြောတာလို့နားလည်ရနော်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဒါလေးကလောကီဘက်ကပဲကြည်ကြည်လောကုတ္တရာဘက်ကပဲကြည်ကြည်အလွန်မှစဉ်းစားရကောင်းနေပေါ့နော်နေနေလေးကိုစွန့်လို့အများကြီးရမယ်ဆိုတာသိကြနေတယ်ဆိုရင်နေနေလေးကိုမစွန့်ရဲတရားပါရှိလဲ အခုအရင်တို့မစွန်ရဲဘူးဆိုတာ အများကြီးကိုရမယ်ဆိုတာကိုစိတ်ထဲကပြပြဝဝမယုံကြည်လို့ဟုတ်တယ်မဟုတ်လားအကယ်၍သာဒီထီလက်မှတ်ကိုထိုးလိုက်လို့တေချာပေါက်ပေါင်းမယ်ဆိုတာကိုသိရင်မဆိုင်မတော့အဲ့ဒီထီလက်မှတ်ကို ဖြတ်လိုက်မှာပဲနော်ဟုတ်လားအဲ့ဒီထီလက်မှတ်ကိုမဖြတ်ဖြစ်အောင် တားဆီးနေတာကဘာလဲပေါင်းချင်မှပေါင်းမှာပါအဲ့ဒါဆိုရင်တော့ဘယ်ဖြတ်မလို့နော် စဉ်းစားကြည့်။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရမကြီးဟောထားတဲ့ဒီဒေသနာလေးကိုနော်အခြေခံကြကြကြည်ကြည်ပြတ်ပြတ်ပေးတဲ့တို့စဉ်းစားရမယ်နော်။အနည်းငယ်များသောချမ်းသာကိုစွန့်လို့အများကြီးသောချမ်းသာကိုရမယ်ဆိုတာကို မြင်နေရှင်ရင်အဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအနည်းငယ်များသောချမ်းသာကိုရဲရဲဝံ့ဝံ့စွန့်နိုင်ရမယ်တဲ့။တော့အခုလှူရှင်များလှူကြတန်းကြတယ်ဆိုတာအဲ့ဒီအစုံမကို လိုက်နာရရောက်တယ်လို့ပြောလို့မရဘူးလား ခုလူဒါနပြုတ်တယ်ဆိုတာခက်ခက်ခဲခဲကိုရှာဖွေစုဆောင်ထားတဲ့ဥစ္စာပစ္စည်းတွေကနေတစိတ်တေတာဘာလို့တာတော့စွန့်တာပေါ့နော်အဲ့ဒီလိုစွန့်တဲ့နေရာမှာဦးဇင်းတို့မှာရည်ရွယ်ချက်ရှိတယ်၊ယုံကြည်မှုရှိတယ်အဲ့ဒါကပါလေဒီအလုပ်ဟာကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့အကျိုးကိုပေးမှာပဲလို့စိတ်ထဲကယုံကြည်မှုပေါ့ဘယ်အလုပ်မှအကျိုးမဲ့ဖြစ်သွားတယ်ဆိုတာမရှိဘူး ဘယ်အကျိုးတရားမှာအကြောင်းပဲဖြစ်လာတယ်ဆိုတာလည်းမရှိဘူးလောကမှာကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေဟာအကြောင်းအကျိုးဆက်ဆက်ပြီးတော့ပဲဖြစ်နေကြတာဟုတ်လားဒါကြောင့်ကိုလှုပ်လိုက်တဲ့လုပ်ငန်းဟာကောင်းကျိုးကိုဖြစ်စေတတ်တဲ့အကြောင်းတရားစင်စစ် ဖြစ်တယ်ဆိုတာကိုယုံကြည်လို့တဆင့်တက်ပြောရရင်တော့နားလေလို့ဒီကောင်းတဲ့အလုပ်ကိုလှုပ်လိုက်တာပေါ့နော် နည်းနည်းလေးကိုစွန့်လိုက်လို့အများကြီးကိုရမယ်ဆိုတာကိုမြင်ရင်အဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာနည်းနည်းလေးကိုစွန့်ရမယ်ဆိုတဲ့အဆုံးအမကိုအလို့ရှင်များလိုက်နာနေရမရောက်ဘူးလားရောက်တယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဆက်ပြီးတော့နည်းနည်းလေးပြောရင်တာကဒီဂါထာလေးကိုမြတ်စွာဘုရားဘာကြောင့်ဟောခဲ့ရတာတုံးဟောရခြင်းရဲ့အကြောင်းဤတန်ဝိထုပေါ့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးတွေက ောရပြောရချင်းရဲ့အကြောင်းဒီတန်ဝတ္ထုလေးနဲ့တွဲပြီးတော့မှတ်မှာပို့ပြီးတော့အတိဘယ်ကရှင်းလင်းတာ။ဘာကြောင့်ဒီကထာကိုမြတ်စွာဘုရားဟောရတာတော့ဤတို့ကြားဥပါတယ်။ဝေတာလေးပြီမှာဘေးကြီးတွေဆိုက်တော့လူတွေရဲ့လောဘဒေါသမောဟအာကြီးမှုကြောင့်ပထမငတ်မှုမှုဘေးဖြစ်တယ်။နောက်ငတ်တော့အာဟာရမမျှတတော့ယောဂဘုရားနှိမ့်ဆက်တယ်။နောက်ယောဂဘုရားနှိမ့်ဆက်တော့အသေးပြောင်းများတော့နောက်တော့ မမြင်နိုင်တဲ့အမတုဒ္ဒဘီလူဝေးဆိုတာကိုပါနော်ဝင်ရောက်တာကိုခံရတယ်ဝေဒာလေးပြည်မှာအဲ့ဒီမှာဝေဒာလေးပြည်ရဲ့အကြီးအကဲတွေကဒီဘေးကိုငြိမ်းအောင်ဘယ်လိုလုပ်ကြမလဲအကုန်လုံးတိုင်မင်းစည်းဝေးထိုင်ပြီးတော့နောက်ဆုံးသူတို့ပြောရရင်ဖရာမှုရှိတဲ့ယန္တန်ကကိုပင့်ပြီးတော့ဒီဘေးကိုငြိမ်းစေမယ်လို့အဲ့ဒါကနောက်ဆုံးမှဆုံးဖြတ်နိုင်ကြတာအစကတော့သူတို့အသေးအသေးအ အသိဉာဏ်လေးတွေကိုခြေခံပြီးတော့နေမျိုးစုံနဲ့သူတို့ဖြည့်ရှင်းကြသေးတယ်ဒါပေမဲ့ဘလို့မှဖြည့်ရှင်းလို့မရတော့နောက်ဆုံးအဲ့ဒီနေကိုရောက်လာတာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီအချိန်မှာဘယ်မှာသတင်းသုံးနေတုံးဆိုတော့ရာဇဂျိုမှာသတင်းသုံးနေတယ်အဲ့ဒါရာဇဂျိုကနေပြီးတော့ဝေဒာလီကိုကြွရအောင်အဲ့ဒီတုန်းကရာဇဂျိုမှာအုပ်ချုပ်နေတာကဗေမိတာရဝေဒာလီမှာအုပ်ချုပ်နေတာကလိမ့်ဆွေမင်းနေဝေဒာလီနဲ့ရာဇဂျိုဆိုတာကဆက်ဆက်နေတာအဲ့ဒါရာဇဂျိုကနေပြီးတော့ဝေဒာလီကိုကြွတဲ့နေရာမှာ အလွန်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဗိမိတာရာမင်းကလည်းသူ့နိုင်ငံနယ်နိမိတ်ထီရောက်အောင်မြတ်စွာဘုရားကိုပို့တယ်။ဒိဋ္ဌိမင်းတွေကလည်းပဲသူ့နိုင်ငံနယ်နိမိတ်ကနေလာပြီးတော့မြတ်စွာဘုရားကိုယဟန်တန်ဃာတွေကိုကြိုရတယ်။နောက်အပြန်ခရီးမှလည်းပဲအလွန်မှကိုပဲခန်းခန်းနာနာပြန်ပို့တယ်။ပေးကြီးတွေငိမ့်တော့အဲ့ဒီမှာမြတ်စွာဘုရားယရဏတုတ်ဆိုတာကိုဟောတာ။ယရဏမြတ်သုံးပါးရဲ့ဂုံကျေးဇိုးကိုပြောဆိုပြီးတော့နောက်သစ္စာပြုခြင်းကြောင့်ဝေဒာလီပြည်မှာစိုက်နေတဲ့ဘေးတွေဟာငိမ့်သွားတယ်။ တော့အပြန်လန်းခီးမှာဦးရှင်တို့ဘလောက်တောင်ဆန်းဆန်းကြဲကြဲပူဇော်ကြလဲဆိုရင်လူတွေရဲ့ပူဇော်မှုဆိုတာဘာမှမပြောပါလောက်။နဂါးတွေရဲ့ပူဇော်မှု၊နတ်ပြမတွေရဲ့ပူဇော်မှုတွေပါပါလာတယ်တဲ့။နော်။ရှေ့ယူဇနာလောက်ရှိတဲ့ဒီသဲပြင်ကိုနော်။ဖြူဖွေးနေအောင်ခင်းတာ။ဇာသမတ်တွေကထားတယ်။ပန်းတွေကဒူးစစ်လောက်မြုပ်အောင်ထီတောင်ခင်းတာတဲ့။ ။ဥပ္ပိတော့အံ့ဩစရာကောင်းတာကဂင်္ဂါမြည်ရာနော်မစည်းစင်းသလိုဖြစ်ပြီးတော့ကြာတွေပေါက်နေတယ်။အဲ့ဒါနတ်တွေရောမြမာတွေရောနဂါးတွေရောမြတ်စွာဘုရားကိုအကြီးအကျယ်ပူဇော်ကြတာ။နော်လူတွေပြင်ဆောင်တဲ့လှေတွေတမောတွေထဲပူပြီးတော့ကြီးကျယ်တဲ့နတ်တွေနဂါးတွေရဖန်တီးချက်ပါပါလာတာ။အဲ့ဒီမှာမျက်မြင်တွေ့ကြရတဲ့ယဟန်တော်တွေကအော်မြတ်စွာဘုရားရဲ့ဘုန်းကံဆိုတာအလွန်ကြီးပါလား အံ့ဩလို့မကုံနိုင်အောင်သူတို့ရဲ့စိတ်ထဲမှာအံ့ဩခြင်းကြီးမကအံ့ဩကြရတယ်ပေါ့အဲ့ဒီမှာအံ့ဩတဲ့အခါကျတော့နှုတ်မြက်ပြီးတော့ပြောကြတယ်ဩမြတ်စွာဘုရားရဲ့ဘုန်းကံဆိုတာအလွန်ကြီးတာပဲမခံမနိုင်လောက်အောင်ကြီးတာပဲအဲ့လိုချီးကျူးပြောဆိုကြတဲ့အချိန်မှာမြတ်စွာဘုရားရောက်လာပြီးတော့ယန္တို့ဘာပြောကြရတော့ဒီလိုဒီကြောင်းပြောနေကြတယ်ဗျာလို့ရှောက်တော့မြတ်စွာဘုရားကအေးတဲ့အဲ့ဒါငါဖျားဖြစ်လို့ဖျားဖြစ်မှ ဖြစ်လာတဲ့ဘုန်းကံကြောင့်မဟုတ်ဘူးတဲ့ ဒီအကျိုးရလတ်ကိုရရှိခြင်းဟာတစ်ချိန်လုံးကငါပြုလုပ်ခဲ့တဲ့အလွန်သေးငယ်တယ်လို့ပြောရမယ်ကုသိုလ်ကောင်းမှုတစ်ခုရဲ့အကျိုးပေးမျှတာဖြစ်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားပြန်ပြီးတော့အတိတ်ကာလကအကြောင်းကိုရှင်းလင်းပြီးတော့ပြောပြတယ်တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကတက္ကသိုလ်ပြည်မှာသင်္ခပုံနာဆိုပြီးတော့ဖြစ်တယ်သူ့မှာတဥရိသောသားလေးရှိတယ်သားလေးရဲ့နာမည်ကသူတိမာတယ်အဲ့ဒါဖေကြီးက ိမ်မာနေရင်လည်းဒီသားကိုအတက်ပညာသင်ပေးနိုင်တော်လည်းပဲသာသမီကအိမ်မာနေမယ်ဆိုရင်မလေးစားမှုတွေရှိနိုင်တဲ့အတွက်ကြောင့်ပညာသင်လွတ်တယ်တက္ကသိုလ်ပြည်ကိုပညာသင်လွတ်တယ်အဲ့လိုပညာသင်လွတ်တဲ့အခါမှာတားဖြစ်တဲ့လူကဉာဏ်ထက်မြက်တဲ့အခါကျတော့ဒီပညာကိုအချိန်တိုအတွင်းမှာပဲရိပ်မိတယ်တက်ကြွန်းတယ်အဲ့ဒါနဲ့သူ့ရဲ့ဆရာတွေကိုဆရာကြီးကိုမေးတာဆရာကြီးဆရာကြီးသင်ပေးတဲ့ဒီပညာဟာ အစနဲ့အလဲပဲထင်တယ်အဆုံးကိုသူမမြင်ရဘူးတဲ့အဆုံးမတွေ့ရဘူးပေါ့ဒါကြောင့်အဆုံးကိုသူမြင်အောင်ပြပါအဲ့တော့ဒီမင်းကုန်းကလွန်လေးနဲ့တွေ့ကြရောဆရာကြီးကမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ဒီလူလင်လေးကိုပါပြောလို့ဆိုတော့တော့သူเจ้าသားကိုပြောရတာပေါ့ဟာတာမင်းဒီလောက်လေးနဲ့တဲ့မင်းကုန်းကိုငါမဖြစ်နိုင်ဘူးဒါပေမဲ့လို့ဒီမင်းကုန်းကိုဖြစ်နိုင်တဲ့ပုံကိုရှိတယ် ဲ့ဒါကဘာကြည့်လဲဆိုတော့သူတို့မြို့တဲကိုစွန့်ဆန်ကြွကြွလာတဲ့ရှင်ပြည့်စီကဗုဒ္ဓတွေရှိတယ်။အဲ့ဒီရှင်ပြည့်စီကဗုဒ္ဓတွေဟာအဆုံးကိုသိမြင်ကြတဲ့ပုဂ္ဂိုလ်တွေ။တကယ်တမ်းကဘဝရဲ့ဖြစ်စဉ်ဆိုတာကဒုက္ခဆက်ကြီးလဲပတ်နေခြင်းမျှတာပဲ။အဲ့ဒါရဲ့အဆုံးကိုမေးတာဒီဒုက္ခဘလို့ဆုံးမလဲဆိုတာကိုမေးတာ။ဒါပြည့်စီကဗုဒ္ဓရှင်မြတ်တွေသိတယ်ဆိုတော့ဒါပြည့်စီကဗုဒ္ဓရှင်မြတ်တွေကြွလာတော့မေးတာပေါ့။ ရှင်ဘုရားတော်ကအဆုံးကိုတည်တယ်လို့ဆရာကြီးကပြောတယ်တပည့်တော်ကိုအဆုံးကိုခေါ်ပါတပည့်စီကဗုဒ္ဓရှင်မြတ်တရားအေးတဲ့အဲ့ဒါကိုငါတို့တည်တယ်အဲ့ဒါကိုမင်းသင်ယူခြင်းနဲ့နားလည်ခြင်းနဲ့ဆိုရင်မင်းငါတို့အသွင်ပြင်မျိုးကိုယူမှသာလဲသင်ပေးမယ်သူ့ရဲ့တိတ်အကြောင်းကိုမြင်လို့ထေမြတ်ကြီးတွေကအဲ့ဒီပြည့်စီကဗုဒ္ဓရှင်မြတ်ကြီးတွေကအဲ့လိုအမိန်ရှိတာပေါ့အဲ့တော့သူကအဆုံးကိုအလွန်သိခြင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့တွေ့ကြောင့်အဲ့ဒီပြည့်စီကဗုဒ္ဓရှင်မြတ်ကြီးတွေသတင်းသုံးအောင်နောက်ကိုလိုက်သွားတယ်ခိုးရောက်တဲ့ခါကျတော့သူ့ကိုသင်္ကန်းဝတ်ပေးတယ် ခုပြည့်ပြပြောရရင်တော့နိဗ္ဗာန်ရောက်ကြောင်းတရားကိုအဲ့ဒီမှာသူ့ကိုသင်ပေးလို့အထုတ်လို့သူကအဆုံးကိုသိမြင်တဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးဖြစ်သွားတယ်။သူဒီမှာပြည့်စေကဗုဒ္ဓဆိုပြီးတော့ငငယ်ရွယ်နဲ့အတိတုဉဏ်တို့ကိုရလို့အကုသူပြည်တပြည်လုံးကအလုံးမကြည်ညိုရတယ်တဲ့။ဒါပေမဲ့အဲ့ဒီအရှင်မြတ်ကနော်အသက်ရှိတဲ့ကံမရှိတဲ့အတွက်ကြောင့်ငငယ်လေးနဲ့ပဲပြိဋိဘံဆန်းသွားတယ်။အဲ့ဒါပြိဋိဘံဆန်းသွားတဲ့အခါကျတော့ ပြည်သူပြည်သားတွေကအလွန်တရာမှလွမ်းဆွကြတဲ့နှမျောကြတဲ့အတွက်ကြောင့်အဲ့ဒီသူတီမှာပြည့်စီကအရှင်ဗုဒ္ဓပြည့်စီကဗုဒ္ဓအရှင်မြတ်ရဲ့เนาะအယိုးကို စီဒီလေးတည်ထားကြတယ်အလွမ်းပြေပေါ့နော်ဒါအရှင်မြတ်ရဲ့အမှတ်အသားပဲဆိုဒီလိုနဲ့အချိန်ကြီးကြာလာတဲ့အခါကျတော့ဘုရားလောင်းတင်ခပုံနာကြီးကသူသားလည်းပြန်မလာပါလားပြန်မလာပါလားဆိုတော့เนาะခုခေတ်လိုဆက်သွေးတွေလည်းဘာတွေလည်းမကောင်းတဲ့အခါကျတော့သူလိုက်သွားတာပေါ့ ိုရောက်တဲ့ခါကျတော့သူသားကိုမေးတယ်ဆရာကြီးကိုသူသားပဲမှာတော့ဆိုတော့အဲ့ဒီမှာဆရာကြီးကတို့ပြောရရင်ဇီရီလေးကိုလက်ညှိုးထိုးပြပြီးတော့ဒါတင်သားရဲ့နေရာပဲအဲ့ဒီမှာအလွန်ဝမ်းနဲ့ကြေကွဲဆိုတာငိုကြွေးပြီးတော့ဘုရားလောင်းကအဲ့ဒီဇီရီလေးရှိရကိုသွားတယ်ဇီရီလေးကတော်တော်တောင်ချင်းကကြာနေပြီဆိုတော့ထီးရလည်းမရှိဘူးဇီရီရင်ပြင်လေးပေါ်မှာလည်းမြက်တွေကလည်းပေါက်ဇီရီလေးကလည်းနည်းနည်းဟောင်းနေအဲ့ဒါနဲ့သူကပါလို့တော့ဆိုတော့ နော်သူသားရဲ့စီဒီလေးဒါလေးကိုတန်တန်ရှင်းရှင်းဖြစ်အောင်ဆိုတော့မြစ်တွေကိုနှုတ်တယ်နိနာမှာရှိတဲ့မြစ်ထဲကသဲတွေကိုယူပြီးတော့ခင်းတယ်နော်မြစ်ပတ်နေတဲ့စီဒီလေးကိုတန်ရှင်းအောင် ပြန်ပြီးတော့ပြုတ်ပြင်းတယ်သူဆောင်းခဲ့တဲ့အဝတ်ထည်ကလေးကိုငါသားကိုနေမပူပါစေနဲ့ဆိုတဲ့စိတ်ကူးလေးနဲ့အဲ့ဒီစီဒီလေးပေါ်မှာထည်လေးကိုလည်းကျူးလေးနဲ့ကပ်ချီထားတယ်အခုခေတ်လိုရွှေဒီတွေပါတယ်မဟုတ်ပါဒါမဲ့စေရနာကတော့အလုံးအမဖြူရှင်ပြီးတော့တန့်ရှင်းနေဆိုတာသိရတယ်ပေါ့ ဟုတ်လားဟောငါယတားကိုနော်အပူတွေအလောင်းတွေမကပ်ပါစေနဲ့ဆိုပြီးတော့အပေါ်ရန်အဝိယုံလေးနဲ့အုပ်တယ်ตาရဲ့ပေါ်မှာချစ်ချင်းမြတ်တာဟုတ်လားအဲ့ဒီလိုဇီဒီတော်ကိုနော်မွန်မြတ်တဲ့ဖြူစင်တဲ့စီတင်လားဒါပြည့်စေကားဖို့ဒါရှင်မြတ်တပါဘဝရဲ့အဆုံဒုက္ခရဲ့အဆုံကိုမျက်မှောက်ပြုတ်သွားနိုင်တယ်ထုကဲတဲ့အရှင်မြတ်တပါဆိုတာကိုလည်း तू သိတယ်လေဘုရားလောင်းကအဲ့ဒီအတိကိုအခြေခံပြီးတော့တာရီကိုတော့တန်ရောစင်လဲပါအလွန်မွန်မြတ်တဲ့ ်ပြည့်စီကဘုရားရှင်မြတ်ကိုပူဇော်မယ်ဆိုတဲ့စိတ်လည်းပါတဲ့အတွက်ကြောင့်သူတန်တမှာဖြစ်တဲ့စေနာကအခိုက်အတန့်အနှဲငယ်မြဖြစ်တယ်လို့ထင်ရညာတော်လည်းပဲစွမ်းရည်တတ္တိကအလွန်ထက်မြက်တဲ့အတွက်ကြောင့်ကြီးကျယ်တယ်လို့လည်းပြောရမယ်အဲ့ဒါမြတ်စွာဘုရားကဘုရားရှင်ကိုရမေကြီးရဲ့ဘုန်းကံအလွန်ကြီးမားလာတယ်လို့ချီးမွမ်းပြောဆိုနေကြတယ်အဲ့ဒီရန်တော်တွေကိုဒီအတိတ်ဆက်ကြောင်းလေးကိုအနှစ်ချုပ်ပြောပြပြီးတော့အခုငါရရှိနေတဲ့အလွန်ကြီးမားတဲ့ပူဇော်တက္ကရာမှုတွေဆိုတာ တစ်ချိန်လုံးကငါအနေငယ်မြပြုတ်ခဲ့တဲ့အဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်မြတာဖြစ်တယ်တဲ့တော်ပန်းလေးတွေခုပြီးတော့လဲသူကပန်းအိုးလေးထိုးခဲ့သေးတာကိုဒါကြောင့်ဘုရားကိုမြတ်စွာဘုရားကိုထီးပြူတွေနဲ့အဲ့ဒီမှာပူဇော်ကြတာတွေရှိတယ်ဒါသူထီးလေးမိုးခဲ့လို့ပေါ့သက်သေးတွေခင်းပြီးတော့ပူဇော်ကြတဲ့သူသေးလေးခင်းခဲ့တယ်ကိုလှုပ်ခဲ့တဲ့အလုံးနဲ့တန်တဲ့အကျိုးရလတ်ကိုရရှိကြတာကြီးပဲအခုကိုမှဖြစ်နေတာတွေအကုန်လုံးဟာကိုစေတနာနဲ့တန်တဲ့ကိုလှုပ်ရက်နဲ့တန်တဲ့ အကျိုးဆက်တည်ကြီးပဲဘယ်မှာရောက်လာတာဖြစ်လာတာမဟုတ်ဘူးဘသူဖန်တီးတာမှမဟုတ်ဘူးကိုယ့်ရဲ့စိတ်စေတနာရဲ့ဖန်တီးချက်ပေါ့အခုဆိုတာခုနတုန်းကရဲ့အဆက်နော်ခုနတုန်းကဆိုတာလည်းအဲ့ဒီအရင်ဟာရဲ့အဆက်ပဲဟုတ်တယ်မဟုတ်လားဒီနေ့ဟာမနေ့ကရဲ့အဆက်ဒီလဟာမနေ့လအရင်လကရဲ့အဆက်ဒီနေ့ဟာမနေ့ကရဲ့အဆက်ကိုယ့်လောရက်တွေရဲ့အဆက်အဆက်ကိုဒါကမှမဟုတ်ဦးဇင်းတို့ရရှိကြတာဒီဘဝဟာအရင်ဘဝရဲ့အဆက်ပေါ့ အရင်ဘွားအရင်အရင်ဘွားရဲ့အဆက်ပေါ့ဟုတ်လားဒီလိုနဲ့ဦးဇင်းတို့ရဲ့နမတိမြဲမှုဖြစ်စဉ်ကြီးဟာအကြောင်းအကျိုးဆက်ဆက်ပြီးတော့မမောနိုင်မပန်းနိုင်မယက်မနာဘာလို့နေတော့ဖြစ်နေလားအဲ့ဒီဖြစ်စဉ်ကြီးကိုဘာလို့ခေါ်တော့တန်တရားအဲ့ဒီဖြစ်စဉ်ကြီးမှာကောင်းကောင်းဖြစ်မလားဆိုးဆိုးဖြစ်မလားဆိုတာကတော့ကိုယ်လုပ်တယ်လို့ပဲဖြစ်ကြပါကောင်းရာကောင်းကြောင်းအကြောင်းတရားတွေကိုလုပ်နိုင်ရင် ကောင်းကောင်းလေးဆက်သွားမယ်ပေါ့ ဆိုရဆိုကြောင်အလုပ်တွေကိုလုပ်သွားမယ်ရှင်စူးစူးဝါးဝါးသွားကြမယ်ပေါ့ကောင်းခြင်းဆိုခြင်းဟာဘုစုလက်ထဲမှာရှိတော့ကိုယ့်လက်ထဲမှာပဲရှိရနော်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းတူအောင်တို့မြတ်စွာဘုရားကငါအနေငယ်မြတ်ပြုတ်ခဲ့တဲ့အဲ့ဒီကုသိုလ်ကောင်းမှုဟာအလွန်ကြီးမားတဲ့ကောင်းကျိုးကိုအခုရစေတာလက်တွေ့မြင်နေကြတာကိုသိတော်မူတဲ့အတွက်ကြောင့်သောတော်ကကာထာလေးကိုတကအနုတန်တွေဆက်ဆက်ပြီးတော့အဲ့ဒီမှာဟောတာမတ္တာဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခစသည်မတ္တာဒုက္ခဒီတော့တံပတ္တံဝိပုလံဒုက္ခ မတ္တဒုက္ခပရိစ္ဆာကအနည်းငယ်များသောချမ်းသာဒုက္ခကိုဆွန့်လွတ်ခြင်းကြောင့်ဝိပုလံဒုက္ခကြီးကျယ်ပြန့်မြောသောချမ်းသာဒုက္ခကိုနောက်စေပတ္တေယအကေရွေရမည်ဟုသိမြင်များအံ့ဝိပုလံဒုက္ခကြီးကျယ်များမြတ်သောချမ်းသာဒုက္ခကိုပတ္တံပတ္တံတော်ကောင်းစွာမြင်သောဒီတော်ဉာဏ်ရှိသောပုဂ္ဂိုလ်သည်မတ္တဒုက္ခအနည်းငယ်များသောချမ်းသာဒုက္ခကိုစစေစစေရဆွန့်လွတ်ရ၏တဲ့အလွန်မှဘဝမှာ အသုံးချတဲ့ဟာတံပိုးကြီးမလာတဲ့အစုံမတစ်ခုလို့မဆိုနိုင်ဘူးလားနည်းနည်းလေးကိုစွန့်လို့အများကြီးရမယ်ဆိုတာကိုတေချာပေါက်သိနေတယ်မြင်နေတယ်ယုံကြည်နေတယ်လို့မပြောဘူးနော်သိမြင်တယ်လို့ပြောတာနော်ဒါကိုလှုပ်လို့ဒါကြီးဖြစ်လာမယ်ဆိုတာကိုသိနေတယ်ဆိုရင်ဒါကိုမလှုပ်ရဲတဲ့အကြောင်းမရှိဘူးဟုတ်လားတံပတ္တံဆိုတာကောင်းစွာမြင်တယ်ကောင်းစွာမြင်တယ်ဆိုတာမှန်စွာမြင်တာကိုပြောတာ ကောင်းကောင်းမြင်တယ်ဆိုတာမှန်မှသာလည်းကောင်းကောင်းမြင်တယ်လို့ဆိုနိုင်မှာမမှန်ရင်ကောင်းကောင်းမြင်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးเนาะယုံကြည်မှုကိုသူကလွန်သွားတယ်เนาะတကယ်သိလိုက်တယ်မြင်လိုက်တယ်ဟုတ်လားတကယ်သိမြင်တယ်ဆိုလို့ရှိရင်ဒီနည်းနည်းလေးကိုစွန့်တဲ့ကိစ္စကိုဦးဇင်းတို့မလုပ်ရဲစရာကြောင်းမရှိပါဘူးအဲ့တော့ဦးဇင်းတို့တကယ်သိအောင်တကယ်မြင်အောင်ကြိုးစားဖို့ရှိမယ်ပေါ့အခုဆက်ပြီးတော့ဦးဇင်းဗာပြောခြင်းတော့ဒါကတော့အလှရှင်တွေအတွက်ဝန်တာပေါ်ရာလေးပေါ့မိနစ်20တောင်ရှိသွားတယ်เนาะ တော့ဆက်ပြီးတော့ပြောရင်တာကတရားဘာဝနာကြိုးစားအထုတ်နေကြတယ်ယောဂီတွေအတွက်ဆက်ပြောရင်လည်းအဲ့ဒါကဘလို့ပြောရင်တော့ဆိုတော့ဒီဂါထာလေးကိုပဲယောဂီတွေအနေနဲ့တို့လည်းပဲဒီလန်းစဉ်ကို လိုက်နေတာဆိုတာလေးကို တွေးမိဖို့ဟုတ်လားစစချင်းတော့ကဥစဉ်ကမတ္တဒုက္ခဝိပုလဒုက္ခဒုက္ခနှစ်မျိုးရှိတယ်လို့ရှင်းခဲ့တာလေးကို မှတ်မိမယ်ထင်တယ်နော်မတ္တဒုက္ခဆိုတာဘာလဲတိုင်းတာလို့ရတဲ့ချမ်းသာ ိုင်းတာလို့ရတဲ့ချမ်းသာဆိုတာဘာတော့ကာမတုခကိုပြောတာမြင်ရတယ်ကြားရတယ်အနံ့ရတယ်စားတော့တဲ့တွေ့ထီတယ်အဲ့ဒါကိုအစွဲပြုတ်ပြီးတော့ဖြစ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ချမ်းသာဒါကအနှဲငယ်များသော ချမ်းသာလို့မြတ်စွာဘုရားဟောပါတယ်မတ္တာတုခဝိပုလဒုက္ခဆိုတာဘာတော့ကြီးကျယ်များမြတ်တဲ့ချမ်းသာဆိုတာနိဗ္ဗာန်ချမ်းသာကိုပြောတာဘလောက်ချမ်းသာတယ်လို့ပြောလို့မရဘူးလူလောကရဲ့လောကီချမ်းသာဆိုတာဘလောက်ချမ်းသာတယ်လို့ပြောလို့ရတယ် ဘသူထက်ဘသူကပို့ပြီးတော့ချမ်းသာတယ်လို့လဲနှိုင်းရှင်လို့ရတယ်။ဟောစဉ်းစားကြည့်နော်။နှိုင်းရှင်လို့ရတယ်ဆိုတဲ့ကိုကစားသူကများတယ်လို့ပြောလို့မရဘူး။ဆိုတော့သူထက်များတာနဲ့တွေ့ရင်သူကနေသွားပြန်ရော။ဟုတ်တယ်မဟုတ်လား။သူထက်များတာနဲ့ဆိုင်နေသွားတယ်။သူထက်နေတာနဲ့ဆိုင်ရင်တော့များတယ်ဆိုတော့ဘဝင်မြင့်တွေရှိတယ်ပေါ့။ကိုထက်များတာနဲ့တွေ့ရောအားငယ်တွေဖြစ်သွားပြန်ရော။ဟုတ်လို့တော့သူတိုင်းတာလို့ရတယ်။ နိဗ္ဗာန်ချမ်းသာဆိုတော့တိုင်းတာလို့မရဘူး။ဒါကြောင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြတဲ့ပုဂ္ဂိုလ်တွေရဲ့ချမ်းသာဘယ်သူချမ်းသာကဘယ်သူချမ်းသာတဲ့တာတယ်လို့ပြောလို့မရဘူး။ယေຊွာဘုရားမျက်မှောက်ပြုတဲ့နိဗ္ဗာန်ရှင်သာရိပုတ္တရာကိုရောမျက်ကြီးမျက်မှောက်ပြုတဲ့နိဗ္ဗာန်တာမန်တာဝကတပါမျက်မှောက်ပြုတဲ့နိဗ္ဗာန်အတူတူပဲ။ဟုတ်လား။ဒါကြောင့်ပေးတဲ့လို့ကြားဥပါရဲ။ဟောသုမနာတုတ်တာမှာလေဒါနာကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်နဲ့မပြုတဲ့ပုဂ္ဂိုလ် နော်နှက်ဖြစ်တဲ့အခါမှာတူသလားလို့မေးတော့မြတ်စွာဘုရားဘလို့ပြောတော့မတူတဲ့နှက်မှာဖြစ်တဲ့အစဉ်နှက်မှာဖြစ်တဲ့အသက်ဟုတ်လားနှက်မှာဖြစ်တဲ့ချမ်းသာနှက်မှာဖြစ်တဲ့ခွန်အားနှက်မှာဖြစ်တဲ့အဆူရခြင်းဒါတွေမတူဟုတ်လားအဲ့လိုဆိုရင်ဒါနပါတဲ့လူနဲ့မပါတဲ့လူလူဖြစ်ပြီဆိုရင်တော့တူလားဆိုတော့လည်းမတူယဟန်ဖြစ်ပြီဆိုတော့တူလားဆိုတော့လည်းမတူဒါနပါတဲ့ယဟန်ကပစ္စည်းလေးပါးကို ောင်းပန်ခံရသောအဖြစ်သာလဲသုံးဆောင်ရတယ်အရှင်ဘုရားဒီသင်္ကန်းလေးကိုဝတ်ပါအောင်ဘုရားတပည့်တော်တနာသဖြင့်ဟောမတူမတူနော်အဲ့ဒီမှာနောက်ဆုံးမိကောင်ကဗာမေးတော့ဆိုတော့ဒါနပါတဲ့ယဟန်နဲ့ဒါနမပါတဲ့ယဟန်နော်ယဟန်နာဖြစ်ကြပြီကိလေသာကုန်ကြပြီနိဗ္ဗာန်ကိုအာယုံပြုကြအာယုံပြုနိုင်ကြပြီယဟန်နာဖြစ်ကြပြီဆိုတော့သူတို့နှစ်ပါးတူသလားလို့အဲ့ကြတော့မြတ်စွာဘုရားဘယ်လိုပြောတူတယ်လို့ပြောတယ်ဟော ိဗ္ဗံကိုမျက်မှောက်ပြုတာကြတော့အဇူကဘဇုထက်သားတယ်ဆိုတာရှိသေးသလားမရှိဘူးအကုန်လုံးဝိပုလဒုက္ခကိုရကြတာကြီးပဲလေဟုတ်လားဒါကြောင့်တိုင်းတာလို့ရတဲ့လောကီချမ်းသာသေးတာလည်းနေတယ်များတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေရတာနိဗ္ဗံချမ်းသာကြတော့အဲ့လိုမျိုးမဟုတ်ဝိပုလဒုက္ခဟုတ်လားအဲ့တော့ယောဂီတို့အခုတရားအထုတ်ကြတယ်ဆိုတာအနည်းငယ်များသောချမ်းသာကိုစွန့်ရင်းနဲ့မကြီးကျယ်တဲ့ချမ်းသာကိုရဖို့အတွက်စူးစမ်းကြတာလို့ပေါ့မဆိုနိုင်ဘူးလား ဆိုနေနော်အခုခုနှစ်ရက်လာပြီးတော့အထုဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဒီထဲမှာလူငယ်လေးတွေအများကြီးပါတယ်ချို့ဆိုလို့ချင်းအလုပ်တွေခွင့်တင်ပြီးတော့လာတယ်ချို့ဆိုရင်လုပ်ငန်းတွေကိုဖြတ်တောက်ပြီးတော့ထားခဲ့တယ်ဒါလောကီအကျိုးစီးပွားကိုဆွံ့လွတ်ခဲ့တာပဲလေဟုတ်တယ်မို့လားတချို့ဆိုလို့ချင်းကျမကြီးသိမကောင်းမှုလာတယ်ကိုယ်မကျမ်းမာခြင်းနေပဲစီဒီလုပ်ကိုလုပ်မယ်မကျမ်းမာခြင်းနေပဲစီဆိုတာကိုကစသူ့မှာဆွံ့လွတ်မှုပါနေတယ် ုတ်တယ်မို့လားကိုယ့်ရဲ့ရနိုင်ခွင့်အခွင့်အရေးကိုဆွန့်လွတ်ပြီးတော့လာတဲ့လူတွေရှိတယ်။ကိုယ့်ရဲ့စီးပွားရေးအခွင့်အလမ်းကိုဆွန့်လွတ်ပြီးတော့လာခဲ့လူလာတဲ့လူရှိတယ်။ဟုတ်လားနောက်ဆုံးအကင်းကြောင်းရောက်ပြီးဆိုတော့တဏှာကြီးထိုင်ရတယ်ဆိုတာခန္ဓာကိုယ်မှာပင်မမှုရှိတာပေါ့ကိုယ်တတ်တာလို့နေရတယ်လို့လေတော့ဘယ်ချမ်းသာပါမလို့ဟုတ်လားသို့တော်လည်းပဲဒီအလုပ်ကိုငါလုပ်မယ်ဆိုတော့ချမ်းချမ်းသာသာနေနိုင်ခွင့်ဆိုတာလေးကိုဆွန့်ပြီးတော့မှလာပြီးတော့ထိုင်ရတာ ဟုတ်တယ်မဟုတ်လားအကုန်လုံးမှာဥစဉ်တော့ဆွန့်လွတ်မှုနဲ့သွားနေတာမြင်ရတယ်နော်ဒီဥစ္စာကိုဟုတ်လားဘာအတွက်ဆွန့်နေကြတာတုံးတတ်ထက်ပူပြီးတော့ကြီးကျယ်တဲ့ချမ်းသာကိုရမယ်ဆိုတဲ့သိမြင်မှုနဲ့ဥစဉ်တော့ဆွန့်နေကြတာပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဆွန့်ရတာဝန်းနေကြတော့မရှိပါဘူးနော်ဆွမ်းရတာဝန်းနေကြလည်းမရှိဘူးမှားမြမားလိမလားလို့တွေးကြလည်းမရှိဘူးဘာဖြစ်လို့တုံးဆိုတော့ဒီလုတ်ကိုလှုပ်လို့နော်ကြီးကျယ်တဲ့ချမ်းသာကိုရလိုက်မယ်ဆိုတာကိုတရားဓမ္မတို့ရဲ့စိတ်ထဲမှာ မြတ်စွာဘုရားအသက်ပင်ယူတာညာကိုယုံကြည်သောအဖြစ်ယုံကြည်ကြတဲ့အပိုင်းလည်းရှိသလို ကိုယ်တိုင်လက်တွေ့ကြိုးစားအထုတ်လို့စိတ်ထဲမှာဒီအလို့ရဲ့အကျိုးရလဒ်ဖြစ်တဲ့ငြိမ်အေးမှုချမ်းသာမှုအသည့်အမြင်စင်ကြယ်မှုငိုတုံးကမသိသေးတာလေးတွေကိုသိပြီးတော့စိတ်ထဲမှာ အလွန်ကျဉ်တ်မှုဆိုာတွကိုတချို့ရကြာရှိတ်ဟု်လားကျဉ်တ်စရာအကောင်းဆုံးကတော့ငိုတုံးကမသိသေးတာကိုသိပြီးတော့ကျဉ်တ်ရတာအကောင်းဆုံးပဲ။ ဥစဉ်ဥစဉ်တစ်ခုပြောပြမယ်နော်လောကမှာလူတွေကမြင်လို့ဖြစ်တဲ့ချမ်းသာကြားလို့ဖြစ်တဲ့အနံ့ရလို့စားတော့လို့တွေ့ထီလို့ဖြစ်တဲ့ချမ်းသာလောက်ကိုပဲချမ်းသာလို့ထင်နေကြတာအဲ့ဒါဒီမပါဘဲနဲ့ဖြစ်တဲ့ချမ်းသာကအဲ့ဒါထိတဲ့ပူပြီးတော့တာတယ်ဆိုတာလေးကိုနည်းနည်းဥစဉ်ပြောပြမယ်ဆိုကြပါစို့လူတယောက်ခရီးသွားနေတယ်မျက်စိလဲသွားတယ်မျက်စိလဲသွားပြီဘယ်သွားလို့သွားမှမသိအဲ့ဒီအချိန်မှာမျက်စိလဲတာကိုပြေအောင်ပြောလို့ပြေအောင်ပြလို့ဘွားဆိုမျက်စိလဲပြေးသွားပြီဆိုရင်ဘယ်လိုခံစားရမလဲ။ အကုန်ရှင်းသွားတော့အာတော်တော်စောစောကမှားနေတာကြီးဟာပျောက်သွားပြီလေမှန်သွားပြီအဲ့ဒီအချိန်မှာစိတ်ထဲမှာဘလို့နေမလဲကျင်တတ်မှာပေါ့နော်အဲ့ဒီကျင်တတ်မှုဟာမြင်ရလို့ဖြစ်တာလားမြင်ကျင်တာလေးတွေမြင်ရလို့ဖြစ်တာလားမဟုတ်ကြားကျင်တာလေးကြားလို့ဖြစ်တာလားမဟုတ်ဘူးအာယုန်နေနဲ့မဆိုင်ဘူးနော်မြင်ခြင်းကြားခြင်းနမ်းရှူခြင်းစားတော့ခြင်းတွေ့ထိခြင်းကြောင့်ဖြစ်တဲ့ချမ်းသာမျိုးမဟုတ်ဘူး မားနေတာကနေအမှန်တိသွားလို့ကျင်နဲ့လို့ဖြစ်တဲ့ချမ်းသာဒါမျက်စိလေတဲ့ကိစ္စလေးကိုတောင်ဒီလောက်စိတ်ထဲမှာကျင်နေသေးတယ်ဆိုရင်ဦးဇင်းတို့အကုန်လုံးကတန်တရာခီးကိုသွားရင်းနဲ့လဲနေတဲ့လူတွေကြီးပဲလဲနေတဲ့လူတွေကြီးပဲလဲနေတဲ့လူတွေဆိုတာလေးကိုဦးဇင်းဘလို့ပုံပေါ်အောင်ပြောရပါမယ်တော့ပြောနေကြလေးတိုင်းပြောကြည့်လိုက်အောင်မယ်ဆိုကြပါစို့ဒီနာမှာခုပြောနေတဲ့လူရောနားထောင်နေတဲ့လူတွေရောဘယ်ချင်းပြည့်စည်မဲ့တေးမဲ့ဆိုတာကဘယ်သူမှမသိဘူး သိနိုင်လားမသိဘူးနော်မသိနိုင်သိပြီဆိုတာနဲ့ဘယ်ဘဝရောက်သွားမလို့ဘယ်သူမှမသိဘူးဟောအဲ့ဒီမသိနိုင်တဲ့နှစ်ခုကိုထပ်တူပြုပြီးတော့စဉ်းစားကြည့်လိုက်ငါဟာဘယ်အချိန်မှာဘယ်ရောက်သွားမယ်လို့မသိနိုင်ပါလားအဲ့ဒါကိုကြည်ချင်းအဖြစ်ကိုယ့်ရဲ့ခရီးလမ်းဟာတိပြီးတော့သွားနေတာမဟုတ်ဘူးဆိုတာကိုထင်ရှားစေတယ်ဟုတ်တယ်မဟုတ်လားခြားခြားလဲပြီးတော့သွားနေတာเนาะဒါကြောင့်ဦးဇင်းတို့ဒီနေ့က တရားလေးတပုတ်ဟောခဲ့တယ်တိတ်တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားသူ့ရဲ့ညီတော်တိတ်တကိုဟောလာပါလောကမှာလမ်းသိတဲ့လူရဲ့လမ်းမသိတဲ့လူရဲ့လို့လူနှစ်ယောက်ရှိတယ်ဆိုကြပါစို့တဲ့အဲ့တော့လမ်းသိတဲ့လူကိုလမ်းမသိတဲ့လူကလမ်းကိုမေးတယ်မေးတော့လမ်းသိတဲ့လူကပြောတယ်ဟောဒီမှာလမ်းဟေ့ဒီလမ်းလေးကိုမင်းခဏလောက်သွားလိုက်သွားလိုက်ရင်လမ်းနှစ်ခွာဆိုတာကိုတွေ့မယ်တွေ့ရင်လက်ဝဲလမ်းကိုစွန့်ပြီးတော့လက်ရလမ်းကိုလိုက် အဲ့ဒီလက်ရလမ်းကိုလည်းမင်းတခဏလောက်သွားလိုက်ရင်အလွန်နဲ့ရှိုင်းတဲ့ဒေါအူကြီးကိုတွေ့အဲ့ဒီဒေါအူကြီးကိုလည်းမင်းကြော်ဖြတ်သွားအဲ့ဒါဆိုရင်အလွန်မှကိုပဲเนาะကြောက်မဲ့ဖွေရကောင်းတယ်เนาะရှွညွန်အိုင်ကြီးကိုမင်းတွေ့လိုက်မယ်အဲ့ဒါကိုလည်းမင်းကြော်ဖြတ်နေအောင်ကြိုးစားအဲ့ဒါဆိုလို့ရှိရင်အလွန်မှနဲ့ရှိုင်းတဲ့ကြောက်ကဘာဖြတ်ကြီးကိုတွေ့မယ်အဲ့ဒါကိုမင်းကြော်ဖြတ်နိုင်မယ်ဆက်သွားမယ်ဆိုလို့ရှိရင်တမန်ဘူမိပါကံအလွန်မှနှလုံးမွေးလျော်ပြောပေါ်ရကောင်းတယ်ညီညွတ်တဲ့မြေပြင်ကိုမင်းတွေ့မယ်လို့ လမ်းညွန့်နေတဲ့ဟောဒါကမြတ်စွာဘုရားကသိစီလိုတဲ့အတိဘယ်ကိုသိဖို့အတွက်ဥပမာပေးတာပေါ့နော်လမ်းသိတဲ့လူကလမ်းမသိတဲ့လူကိုလမ်းညွန့်တယ်ဒီလမ်းလေးတိုင်းသွားသွားသွားချင်းလမ်းကနှစ်ခွတွေ့ရောလမ်းနှစ်ခွဆိုမှတော့ဘယ်တလမ်းညာတလမ်းရှိမှာပေါ့နော်ဘယ်လမ်းကိုဆွန့်ပြီးတော့ညာလမ်းကိုလိုက်လိုက်လို့ရှိရင်အလွန်ကြီးတဲ့တောအုပ်ကိုတွေ့မယ်ပြီးရင်အလွန်ကျေပြန့်တဲ့ရွှွံ့ညွံ့ပြင်ကိုတွေ့မယ်ပြီးရင်အလွန်နဲ့ဆိုင်တဲ့၆ကဘာကိုတွေ့မယ် ပြီးလို့မှကြော်ဖြတ်သွားနိုင်ပြီဆိုတော့မှပါဖို့တွေ့မယ်ညင်ညွတ်တဲ့မြေပြင်ကိုတွေ့မယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်းလင်းပြတယ်လောကမှာလမ်းမတိတဲ့လူလမ်းတိတဲ့လူလမ်းမတိတဲ့လူဆိုတာပုထုဇဉ်တတ္တဝါတွေကိုပြောတာအားတဲ့လမ်းတိတဲ့လူဆိုတာမြတ်စွာဘုရားကိုပြောတာအဲ့မြတ်စွာဘုရားဒီဟူသောလမ်းတိတဲ့ပုဂ္ဂိုလ်ကပုထုဇဉ်တတ္တဝါတွေဟူသောလမ်းမတိတဲ့လူကိုလမ်းညွန်တဲ့ဒီလမ်းလေးတိုင်သွားသွားသွားချင်းဘာတွေ့တော့ဆိုတာလမ်းနှစ်ခွလမ်းနှစ်ခွဆိုတာဘာပြောတာလဲဝိသိကိစ္စကိုပြောတာ အမှန်တရားနဲ့ပတ်သက်ပြီးတော့မဆုံးဖြတ်နိုင်ဘူးသူ့လုံးသူ့လုံးတွေးတော့နေရှိတူကမာလို့နောက်ဆုတ်ရမာလို့ဟုတ်လားအဲ့ဒါလက်နှခွဖြစ်နေတာလက်နှခွမှာတွေးပြီးတော့ရက်နေတာပစ္စည်းဥစ္စာအများကြီးပိုင်ဆိုင်ထားတဲ့ကုန်တွေတယောက်နောက်ကလူစိုးတခုတွေကလူမလို့လိုက်နေတယ်ပစ္စည်းကိုကာကွယ်ဖို့အသက်ကိုကာကွယ်ဖို့အတွက်တရောတော်ပါပြေးနေတယ်နောက်ကရန်သူလိုက်လာတယ်ဆိုတာသိတယ်နော်အဲ့ဒီအချိန်မှာပြေးနေတော့မှပဲဘွားဆိုလမ်းကနှခွကြီးဖြစ်နေတယ် တကယ်ဆိုတစ်ခုခုလမ်းကိုရွေးလိုက်ဖို့ကောင်းတယ်သူမရွေးနိုင်ဘူးတွေးပြီးတော့ဘယ်လမ်းသွားပါမတုံတော့လှုပ်နေတယ်အဲ့လိုတွေးဝေးနေတော့မှပဲဘယ်သူမေးလာရန်သူတွေမေးလာတယ်ဟာရန်သူတွေရဲ့လူရဲ့ချင်းကိုခံရမယ်ခံမသိရင်တပ်ဖြတ်ချင်းကိုတောင်းခံရမယ်ဒါပါလဲဆိုတော့လမ်းနှခွာဆိုတာဝီစီကိစ္စကိုပြောတာလက်ရလမ်းဆိုတာမက်ကင်ရှစ်ပါလမ်းလက်ဝဲလမ်းဆိုတာမိစ္ဆာမက်ကင်လမ်းကိုပြောတာ ဟုတ်လားအဲ့ဒါဆက်လျှောက်လို့အလုံးနဲ့ရှိုင်းတဲ့တောအုပ်ကြီးတွေ့မယ်ဆိုတာတောအုပ်ကြီးဆိုတာမသိမှုအဝိဇ္ဇာကိုပြောတာအမှန်တရားကိုမသိမှုဟာတောအုပ်ကြီးလို့နဲ့ရှိုင်းတယ်။နော်ရှွညွန်ပြင်ကြီးဆိုတာကမက်မိုးစရာကောင်းတဲ့ကာမကိုပြောတာ။ဟုတ်လားမက်မိုးစရာကောင်းတဲ့ကာမဟာထွတ်မြောက်နိုင်ကလေးလို့ရှွညွန်နဲ့တူတယ်လို့ဟောတာ။ညစ်ပေစေတဲ့လို့လည်းရှွညွန်နဲ့တူတယ်လို့ပြောတာ နော်ဆက်သွားလို့ဂျာကဘာပြက်ကြီးတွေ့မယ်အလွန်နဲ့ရှိုင်းနဲ့ကြောင်းမဖွေရကောင်းနဲ့ကြသွားမယ်ဆိုတော့ရိုးတခြားသားတခြားတွေးဝင်စရာမရှိအောင်နဲ့ရှိုင်းနဲ့ဂျာကဘာပြက်ကြီးဆိုတာကအမျက်ဒေါသကိုပြောတာနောက်တို့တယောက်စိတ်တို့လာပြီဆိုရင်ကြောက်စရာကောင်းတာတွေပါမစို့ဖြစ်နိုင်လေဟုတ်လားဆက်သွားရင်တော့အလွန်ညင်ညွတ်တဲ့မြေပြင်ကိုတွေ့တယ်ဆိုတာအဲ့ဒါနိဗ္ဗာန်ကိုပြောတာအဲ့တော့အဲ့ဒီဒေသနာထဲမှာမြတ်စွာဘုရားကဥထုဇဉ်တတ္တဝါဆိုတာ လမ်းမသိသူလို့ဒီလိုပြောတာနော် တော့ဦးဇင်းတို့ကလမ်းမသိသူဆိုတော့လမ်းကမသွားဘဲနဲ့မသိတာဆိုရင်တော့တိတ်ပြဿနာမရှိဘူးအခုကလမ်းကမသွားလို့လည်းမရဘူးအမြဲတမ်းသွားနေရတယ်တစ်ချိန်တစ်ချိန်ပြီးတစ်ချိန်ဦးဇင်းတို့ကမလုပ်နေတော့သွားနေတာအခုကသွားရင်းနဲ့မသိတာဆိုတော့အန္တရာယ်ကအလွန်ကြီးတယ်ပေါ့ဟုတ်လားလမ်းလျှောက်ရင်းနဲ့လမ်းပြောင်းနေတာမြင်ဖို့လိုတယ်ဟုတ်လားအဲ့ဒီလမ်းပြောင်းနေတာဆိုတာကိုသိကြခြင်းနဲ့ဆိုရင် ငါဘိန်ချင်းသေးမယ်ဆိုတာလည်းမသိဘူးသေးပြီးရင်ဘယ်ရောက်မယ်ဆိုတာလည်းမသိဘူးဆိုတာကိုကြည်ချင်းအဖြစ်ကိုဟာလန်းကို မတွေ့သေးဘူးဆိုတာကိုမြင်နိုင်တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဒီနေ့နဲ့မနေ့ပြန်လောက်ကြိုးတိတက်တာလေးလောက်နဲ့တော့နော်ဒီဒေသနာနဲ့လာရှင်လို့တော့မရသေးဘူးပေါ့ဟုတ်လားအခုကဘောတန်တရားနဲ့ခြီလိုက်တော့မှဩကိုကဝိရဝါဒသွားနေတာပါလားဆိုတာထင်ရှားတယ်ဟုတ်တယ်မဟုတ်လားအချင်းသေးမလဲမသိဘူး ဘယ်ရောက်မလဲမသိဘူးဆိုကြပါစို့နောက်တနာ ਈ နေရင်သိမယ်ဆိုတာနဲ့နောက်တနာ ਈ နေရင်ကိုယ်ဘယ်ရောက်သွားမလဲမသိဘူးအဲ့လောက်မသေးကြဘူးဆိုတာကိုမြင်ရမယ်ဟုတ်လားသိခြင်းတရားနဲ့ရှောက်ရဌာနမသေးကြမှုနှစ်ခုကိုဆက်ပြီးတော့တွေးလိုက်တော့မှကိုယ့်ရဲ့အခြေအနေဟာရောင်ဝါးဝါးပါလားဆိုတာကိုမြင်ရမယ်အခုလူတွေကအဲ့ဒီအမှန်တရားတွေကိုမေးဖြောက်ထားတဲ့အတွက်ကြောင့် ိုယ့်အခြေအနေကိုအတီမြဲတယ်လို့ထင်နေတာလေဟုတ်လားအဲ့တော့အားငရကောင်းမှလည်းမသိဘူးဟုတ်လားအခုအခြေအနေကိုစိုးမှလည်းမသိဘူးကိုယ့်အကိုပျော်ပြုံးနဲ့နေနေတာပဲဝါဆိုတွေ့လာပြီဆိုတော့မှအဲ့ဒါအကြီးကြီးဒုက္ခရောက်ကြရမှာသဘောပေါက်တယ်နော်အဲ့တော့ပြောချင်တာကပါတော့ယောဂီတို့အခုမြင့်မြတ်တဲ့အလုပ်ကိုလုပ်နေကြတယ်ဆိုတာကြီးကြီးတဲ့ချမ်းသာကိုရလို့တဲ့အတွက်ကြောင့်တိုင်းတာချင်းတွေ့လို့ရတဲ့ချမ်းသာကိုစွန့်လွှတ်ရင်းနဲ့စူးစမ်းကြရတာ ဟုတ်တယ်မဟုတ်လားတရားတဏှာကြီးထိုင်နေဆိုရင်တဏှာကြီးသာဖြစ်လာမယ်နော်ဒုက္ခတဏှာကြီးသာတက်တောင့်တက်တာနေလို့ရတဲ့အနေအထားကိုစွန့်ပြီးတော့ကြိုးစားကြရတာနော်မီးရမလာဘူးဟုတ်လားချွေးတွေကထွက်နေတယ်ကရင်ဒါပေမဲ့ငါတော့အချိန်ကတော့မပြည့်စည်ဘူးသွားပြီးတော့ထိုင်အောင်မှာပဲပါဠိတွေပါလာတော့စွန့်လွတ်မှုတွေပါတယ်စွန့်လွတ်မှုတွေပါတယ်မြင်ရမယ်မြင်ရမယ်ဟုတ်လားဒါကယောဂီတွေအတွက်ပြောပြတာနော်တော်ဝင်တို့တရားက နည်းနည်းတောင်ရှည်သွားပြီเนาะမိနစ်30ကျော်သွားပြီเนาะအဲ့တော့အာလုံတော်အလှရှင်တွေလည်းပဲအနေငယ်များသောချမ်းသာကိုဆွံ့ခြင်းကြောင့်အများကြီးသောချမ်းသာကိုရမယ်ဆိုတာကိုသိမြင်ကြတဲ့အတွက်ကြောင့်အနေငယ်များသောချမ်းသာကိုဆွံ့လွတ်နိုင်ကြလေဆိုပြီးတော့ကိုကိုကိုဝမ်းသာဖို့ပေါ့နော်ယောဂီတွေလည်းပဲဒီဒေသနာလေးနဲ့ညှိပြီးတော့တော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ပြောပြပါတယ်ဟုတ်လားဒါကြောင့်ကျန်တဲ့10မိနစ်လောက်အချိန်လေးမှာเนาะတရားဘာဝနာကြိုးစားပြီးတော့ပွားများကြရအောင် အပမာဒဆိုတဲ့တတိတရားလက်ကင်ထပ်ပြီးတော့ပေတပ်ပေါင်းတော်ကောင်းတို့သည်ဒီကနေ့ပြုလုပ်ကြိုးစားအထောက်ကြရသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထောက်ချမျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်